မင်္ဂလာပါရှင့်တငယ်ချင်းလေးတို့ရေဒီနေ့မှာတော့တောနတ်သမီးရဲ့မျောလင်းချက်ပုံမြင်လေးတစ်ပုဒ်ကိုပြောပြမှာဖြစ်ပါတယ်နားထောင်ဖို့အဆင်သင့်ဖြစ်ပြီလားအဲ့လိုဆိုရင်စားလိုက်ကြရအောင်တောရဲကတစ်ပင်တွေမှာအသက်ဝင်နေတဲ့နတ်သမီးတယောက်ရှိပါတယ်သူ့ရဲ့နာမည်ကလီယာဖြစ်ပါတယ်သူဟာတောကိုကာကွယ်ပေးသူ စ်ပင်တွေကိုစောင့်ရှောက်သူဖြစ်တယ်။ပန်းလေးတွေပွင့်ကျင်တဲ့အချိန်တိုင်းသချင်းလေးတွေတီဆိုပေးသူပါ။အေးများတဲ့နနက်ခင်းလေးမှာရီယာဟာပျော်ရွှင်စွာအိယာကနိုးထလာပြီးတောလေးတစ်ပတ်သွားကစစ်ပင်လေးတွေတက်တောင်းတက်တာလမ်းဆန်းနေကြရဲ့လားဆိုတာကို စစ်ဆေးလေးရှိပါတယ်။ဒီနေ့မှာတော့တောအနီးက လူနေရွာကို မီးလောင်မှုဖြစ်ပြီး မီးရဲ့ပူနွေးတဲ့လေတွေကတောထဲကိုဝင်လာပါတယ်။တစ်ပင်တွေထက်မှာမီးခိုးတွေတက်လာတာကိုမြင်ပြီးလီယာရဲ့နှလုံးသားကနာကျင်သွားပါတယ်။အီတောဟာကျမနဲ့အတူအသက်ရှင်နေတဲ့နေရာပါ။အဲ့ဒါမီးနဲ့ပျက်စီးမယ်ဆိုရင်လီယာဟာမျောလင်းချက်တစ်ခုတောင်မကြံအောင်ဖြစ်ရမှာပါ။ သူကမင်းနဲ့တော်ကြမှာပြန်တန်းပြီးမိုးရေကို တောင်းပန်တခြင်းတီဆိုခဲ့ပါတယ်။အိုမိုးနဲ့သမီးငါတော်လေးကိုကယ်ပါ။ငါတစ်ပင်တွေကိုမင်းနဲ့မပြက်စီးအောင်ကူညီပါ။နှကောင်းခင်ပေါ်မှာမိုးနဲ့သမီးမီယာကလည်းမီယာရဲ့တန်ကိုကြားလိုက်ပါတယ်သူ့နှလုံးသားထဲကမျောလင်းချက်နဲ့တနာမှုကတကယ်ဖြစ်နေတာကိုမိုးနဲ့သမီးကသိသွားတယ်။ မိုးနဲ့သမီးမီယာကမိုးတိမ်တွေကိုစူဆောင်းပြီးတောပေါ်ကမီးတွေကိုငိမ့်အောင်မိုးတွေတခါရဲရွာချလိုက်ပါတဲ့နှွေးထွေးတဲ့မီးတောက်တွေကိုဖျက်ပြီးစစ်ပင်တွေပြန်လဲအသက်ဝင်လာကြသလိုနှစ်သမီးလီယာလည်းမျက်ဝန်းက မျောလင်းချက်လေးပြန်ရလာပါတယ်တောလေးကိုကယ်ဆယ်ပြီးနောက်လီယာဟာစစ်ပင်တစ်တွေပြန်ဆိုင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ် သူကတတိကွဲလေးတွေကိုမျောလင်းချက်နဲ့အတူမြေကြီးထဲမှာစိုက်ထည့်သွားပါတယ်။အချို့တစ်ပင်တွေကငငယ်ရွယ်ရွယ်နဲ့စိမ့်နှန်းဆိုပြေဖြစ်လာကြပြီးအဲ့ဒီတော့ဟာမီးမလောင်ခင်ကထက်ပိုပြီးအပန်းဖြေစရာနေရာတစ်ခုဖြစ်လာပါတယ်။တောင်ပေါ်ကနေလဲမိုးနဲ့သမီးမီယာကမျောလင်းချက်တစ်ပင်တွေကို ကြည့်ပြီးပျော်ရွှင်မှုတစ်ခုကို ခံစားနေပါတယ်။ ရီယာရဲ့အမှန်တကယ်မျှော်လင့်ချက်ကတောကိုသာအေးများဖို့မဟုတ်ပါဘူးသူမျှော်လင့်ချက်ကသူမျှော်လင့်ချက်ကိုမဆုံးရှုံးစေခြင်းနဲ့စိတ်ပါတောနဲ့သမီးလီယာနဲ့အတူမူးနဲ့သမီးမီယာတို့ဟာတောအပေါ်ကနမင်းသမီးနှစ်ဦးအနေနဲ့မျှော်လင့်ချက်နဲ့အတူအမြဲတမ်းတောလေးကိုစောင့်ရှောက်နေကြပါတယ်တငယ်ချင်းလေးတို့ရေပုံပြင်လေးကဘာသင်ငန်းစာရလိုက်ပါသလဲ မျောလင်းချက်ရှိသူကပျော်ရွှင်မှုကိုခံစားရပါတယ်။နတ်သမီးလီယာကသူ့မျောလင်းချက်တွေကို မဆုံးစေချင်တာကောင်းတဲ့စိတ်ထားဖြစ်ပါတယ်။နတ်သမီးလီယာရဲ့မျောလင်းချက်ကိုမဆုံးရှုံးစေချင်တဲ့မိုးနတ်သမီးရဲ့ကူညီတတ်တဲ့စိတ်ထားလေးကိုလည်းအတူယူရမယ်နော်။ဒီပုံမြင်ကိုကြည့်ပြီးစိတ်ဝင်စားမိရင် like လုပ်ပေးပါ subscribe လုပ်ပေးပါရှင်။ ။နောက်ပြီးခေါင်းလောင်းလေးကိုနှိပ်ပြီးအေးအေးအော်ကိုရွေးထားပေးပါ။အဲ့လိုလုပ်ပြီးသားဆိုရင်မနှက်ဖြန်ထက်မှန်လာမယ်။ပုံမြင်အစ်စ်လေးတွေကို အချိန်မီကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။